ကိုကျွန်တော်တောင်းပါမယ်နော်တိခံခြင်းတိခံခြင်းကြောင့်မိမိရဲ့မိမိနဲ့အတူမိမိကိုဖိုကတ်နေတော့မိမိကိုအားကိုးနေတော့အခွဲသူအခွဲသားဘေးရန်ကင်းတယ်လို့ပဲပြောရမှာပေါ့နော်။ဟောတော့လူတိုင်းကစိတ်ရှိတယ်။လန်လန်တို့မှလည်းလန်လန်တို့စိတ်ရှိတယ်။ဒေါသဆိုတာတမနစ်ဒေါသအင်မနဲ့ကြောက်ရတယ်။အဲ့ဒေါသကိုတမနစ်ဒေါသထွက်ဖို့ဟာ ချုပ်ပြီးလေလူငယ်လေးလူငယ်သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့ဟာတွက်ကြည့်လိုက်လူငယ်ဆိုတော့ဘာဖြစ်မဲ့အနှပလေးနဲ့ပဲဟုတ်တယ်နော်ရကလေးကိုပတ်ပြီးတော့လက်ထွက်သွားတာလေအမှန်တမ်းမှတက်တည်လေးရှိတယ်ဂုံလေးယူပဲပြီးတော့ကိုယ့်ရဲ့တိခံခြင်းကိုအပြည့်အဝထိန်းသွားတယ်သူ့အတွက်တည်းမဟုတ်ဘူးအောက်ကပရိတ်တက်တည်းအတွက်ပေါ့သူ့အနောက်မှာရှိနေတဲ့ အဖွဲ့သားတွေအားလုံးအတွက်ကိုသူတယောက်တည်းတိခံပါကောင်းပါအဲ့ဒါဒီသာဝရတတ်တလုံးအိုက်စိတ်တာထားအိုက်စိတ်ထားလို့ရှိရင်အောင်စဘူးကဇဘူးပါထိတ်ဖြစ်သွားလိမ့်မယ်အနုပညာလောက်ရမှုကအခုကကျွန်တော်ဒီလောလောတဲ့တော့ဒီဒီဘာလဲရွှေဦးကြီးစိုက်ပျိုးရေးဌာနဩဇာအဲ့ဒါကြောင့်ညာနေတယ်ကြောင့်ညာပေးတယ်ပြီးလို့ရှိရင်ကျွန်တော်အောင်ဒုက္ခ အောက်ဒုက္ခစိုက်ကယ်မျိုးစုံပေါ့နော်စိုက်ကယ်မျိုးစုံတော့အခုနေရအနှံ့မြန်မာပြည်အနှံ့ကိုရောစိုက်ကယ်ရှိုးရုံးနေလိုက်ဖွင့်နေအဲအဲ့မှာကောပင်တိုင်းဖြစ်သွားတော့ပင်တိုင်းဖြစ်နေတော့အဲ့ဒါကိုရှိကြီးလေအောက်ဒုက္ခကိုရှိကြီးလို့အဲ့ပင်တိုင်းအဲ့ဒါလေးလှုပ်တယ်လို့ရပြက်လေးလို့အခုဒီရပြီးတာနဲ့ကျွန်တော်ဝေါ်မှာဖြောပြီးဘွယ်ဝေါ်ပြီးရန်ကုန်ရန်ကုန်ပြီးတာနဲ့အိမ်မဲအပြီးသေးဟုတ်ကဲ့ဝေါ်လေးဟောဒါကတော့ဘာလို့ဆိုတော့ကိုယ့်ရဲ့ ကျွန်တော်တို့အပိရင်သမင်းရှင်ဟင်းရှင်ယေရှုရှင်တွေပေါ့ယေရှုရှင်တွေအဲသမင်းရှင်တွေတို့ဈေးပွားရေးတွေတိုးတက်ပတ်စံတွေရအလူကြီးတိုင်းကြီးပေးနိုင်လို့ရှိရင်ကျွန်တော်တို့အမှုမြညာရေရေငားပါပေါ့ငားလို့ရှိရင်ကားရတာပေါ့အဲ့လိုပေါ့ဟိုများများလူနာများတွေပဲစုတောင်းတာပေါ့နော်စုတောင်းမှများများလူနိုင်မှကျွန်တော်တို့များများကားရအောင်ကားပြရအခုပွဲပဲကားရတာများတာဟုတ်ကဲ့ကြော်ညာရိုက်တယ်ဒီဟိုဟာလေး promotion လေးပွဲလေးတက်တယ်သူအဖေနဲ့ကျွန်တော်နဲ့ နောက်ဟိုနေ့မှကျွန်တော်ရွှေပြည်သာပွဲခဏသွားလိုက်တော့သွားလိုက်တော့မှသူ့အဖေနဲ့ကျွန်တော်နေသူ့အဖေကအရင်ပြီးဝိုင်းထောင်တယ်ပြီးဝိုင်းပြီးဝိုင်းထောင်တော့အဲ့မှာသူ့တို့ပွဲမှာကျွန်တော်တို့ကသွားကြဘူးလေကားဘူးတော့မကြည့်ရအယုံမှတကူလေးကငငယ်ပဲရှိတယ်တချင်းဆိုအဲ့သူ့အဖေကိုလိုက်မိတ်ဆက်ပြီးတော့အော်ဒီဒီအဲ့တော့မှဟိုကမရောက်သူ့ရောက်နေပေါ့နော်အဲ့လိုဖြစ်နေတယ်ဟုတ်တယ်မှုကောင်းပါဘာလို့တော့ဒီသူကလည်းရင်ကျေးမှုဝင်ကြီးဌာနဝယ်ရပြီးစဉ်းစားလေ ိုပါကြီးပါချက်မှမဟုတ်လားဟိုသူ့ရဲ့နေသားလေးနဲ့သူ့ရုပ်ရည်လေးနဲ့သူ့အသက်ပိုင်းခြားလေးနဲ့ဒီခေတ်လူငယ်တွေအကြိုက်လေးနဲ့ဟိုကပေါ့နော်ဘယ်လိုပြောရမလဲခေတ်နဲ့အညီပေါ့ရေမောင်တိုင်းပြီးဖြောပြနိုင်တဲ့အတွက်ကြောင့်အောင်မြင်အောင်ပါအောင်မြင်အခုလည်းအောင်မြင်နေရပဲသုံးသမှုတွေအခုမှပွဲကြီးဆိုလို့ကျွန်တော်အမြင်ပေါ့နော်ပွဲကြီးဆိုလို့ဟုတ်ချေဒီအောင်တဘူးရယ်ဒါလည်းရှိတာဒီယုံမှာဟုတ်ချေဆိုပြည့်စုံအောင်တဘူး ဒီလိုပဲနှစ်ဖွဲ့ပဲတွေ့နေတော့ဒါသူ့ရဲ့ဟိုဟာဘောနော်လုံလာဝရိယဘောနော်ကញ្ញံဝရိယလည်းပါတာဗောဒီလုံလာဝရိယလည်းပါတာဗောဒီမှာပြီးလို့ရှိရင်သူ့ရဲ့နောက်ဘက်ကောင်မှာဗောနော်ပံမှုဆွဲမဲ့လုပ်ပေးတဲ့လူပြောက်တော့ရှိမှာပဲလေခက်ခါနေကြီးဒီရောက်ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲဟောတစ်မျိုးနဲ့တစ်မျိုးမယိုးဘူးဗျခက်လဲမထပ်သွားဘူးဗောနော်မထပ်သွားတဲ့အပြင်ဟိုသူ့ဒီဟွာဗောစမ်းတဲ့တီထွင်မှုလေးတွေက ပို့ပြီးတော့အားကောင်းလာတယ်ပြီးတော့ပိတ်တဲ့လူငယ်အကြိုက်လေးတွေလည်းဆောင်ရွက်နိုင်တယ်ပြီးတော့အဲ့ရလူရှင်တော်လေးအဲ့ဖြိုးဖြိုးတို့ဟိုကွန်ဒီတို့စူပါတို့အပေးယူလေးတွေကျွန်တော်ကြိုက်တယ်လူရှင်တော်ဆိုတာအဲ့လိုရည်ရမှကျွန်တော်ကြိုက်တယ်ဟိုကြိုက်တာတော့ဒီဟိုပါဘောလူလူထဲမှာအခုပုံအမြင်နဲ့ဆိုရင်လူကျွန်တော်ဖြူဖြူပေါ့အဲဖြူဖြူကသူက main main ဖြစ်နေအောင် main ကောင်ဖြစ်နေအောင်ပြီးတော့ကျွန်တော်တငယ်ချင်းစူပါတို့ကြတော့အသက်အရွယ်အားဖြစ်တော့လူကြီးပိုင်းရောက်သွားတယ်ဒါကြောင့် သူတို့ကြတော့အထင်းတော့ပဲရှိတော့မှာအဲလိုလိုဆိုတော့တွဲညီရယ်ပြီးတော့ပရိသတ်ဘောကိုတစ်မျိုးနဲ့တစ်မျိုးရတ္တာကြီးတွေပေးတာကလည်းထူးဆန်းတယ်ကောင်းတယ်ကောင်းတယ်ပြီးတော့ပြီးတော့ရှိတယ်ခင်ဘောကပြောခုံထခုံထပြီးအခန်းထဲဝင်ပြီးနောက်တစ်ထဲလဲဟာသူ့မှာအလုတ်လုံနေရတယ်စူးပွားရေးလုံနေရတယ်လို့မထင်ဘူးဘာကြောင့်ဩငါလည်းဒီလိုပဲအမှုပြညာသမားကြီးမင်းအားဦး ဘလောက်ပင်မပင်မဘလောက်အေးသေးတယ်ဘလောက်ကြီးကျမ်းပါရင်မလို့အဲ့ပရိတ်ကနဲ့လိုက်တွေးလိုက်ရပြီဆိုရှင်လေအကုန်မှရှိတဲ့ဟာတွေမှအကုန်ပြောက်အကုန်ပြောက်ပြီးတော့မှပွဲလည်းပြီးသွားဟင်းအဲနှစ်ပါးကိုမိုးလင်းအောင်ကရတယ်ဆိုတော့9နာရီ10နာရီထိကရတယ်ဆိုတော့ဒါတော်တော်လွန်နေပြီလေဟုတ်တယ်မဒါသူးသားမှုပေါ့ဗောဒီလိုသူးသားမှုပေါ့ဟာကခန္ဒီစတိခံခြင်းတိခံခြင်းကြောင့် မိမိရဲ့မိမိနဲ့အတူမိမိကိုခိုကတ်နေတော့မိမိကိုအားကိုးနေတော့အဖွဲ့သူအဖွဲ့သားဂိမ်းရံကင်းတယ်လို့ပဲပြောရမှာပေါ့နော်။ဘာလို့လူတိုင်းကစိတ်ရှိတယ်။လန်လန်တို့မှလည်းလန်လန်တို့စိတ်ရှိတယ်။ဒေါသဆိုတာတမနစ်ဒေါသအင်မတန်ကြောက်ရတယ်။တော့အဲ့ဒေါသကိုတမနစ်ဒေါသထွက်ဖို့ကချုပ်ပြီးလေလူငယ်လေးလူငယ်သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့ဟာတွက်ကြည့်လိုက်။လူငယ်ဆိုတော့အဲ့ဒီမဲ့ အနှပလေးနဲ့ပဲဟုတ်တယ်နော်ရကလေးကိုပိုက်ပြီးတော့လက်ထွက်သွားတာလေအမှန်တမ်းအမတက်တီလည်းရှိတယ်ခုံလည်းယူပဲပြီးတော့ကိုယ့်ရဲ့တိခံခြင်းကိုအပြည့်အဝထိန်းသွားတယ်သူ့အတွက်တည်းမဟုတ်ဘူးအောက်ကပရိတ်သတ်တွေအတွက်ပေါ့သူ့အနောက်မှာရှိနေတဲ့အဖွဲသားတွေအားလုံးအတွက်ကိုသူတယောက်တည်းတိခံသွားကောင်းပါအဲ့ဒါဒီသာဝရတက်တက်လုံးအိုက်စိတ်ကြတာ အိုက်စိတ်ထားလို့ရှိရင်အောင်စပူကစပူပါထိတ်ဖြစ်သွားလိမ့်မယ်အချို့ကျတော့လဲဟိုပါတော့ဘယ်လိုပြောရမလဲဆိုတော့လူစိတ်ဆိုပြောရတာမဟုတ်ဘူးနော်ပြောရတာမဟုတ်တဲ့အတွက်ကြောင့်ဒီစတာဖြစ်စီနောက်တာဖြစ်စီဒဲလောက်တာဖြစ်စီတွဲဝိုင်းကြီးလောက်တာဖြစ်စီဆိုတော့ဒါကြီးတစ်ခုကြတော့ခင်မော်ကြီးမှလိုက်ပြီးကြတော့လုံးဝခံစားလို့မရဘူးခံစားလို့မရဘူးသူ့ကိုလှုပ်ရကြိုက်မလား ဟမ်တော့ပြတာပါဒါမဲ့သူဘာလဲဆိုတော့ကျွန်တော်မသိဘူးဒါကျွန်တော်တို့အမှုပညာသမားချင်းချင်းဟိုပါပေါ့နော်ခံခံစားကြည့်လိုက်တော့ခံစားကြည့်လိုက်အခေါင်းယူပါတယ်ခေါင်းယူပါတယ်ဘာလို့ဆိုတော့အခုချိန်မှာဒါပေမဲ့တိတ်ပြီးတော့မရှိကြတော့မရှိကြတော့တော့ကြောင့်ဟိုသွမ်းဆိုလဲကနေကြိုးစားနေနေကျမ်းမာကြီးကြောင့်နားလိုက်ရတာလေးရှိတယ်အဲ့ဒါလေးဟိုအရင်ဆိုရှေ့လူငယ်တဲမှာဆိုသွမ်းအောင်သွမ်းမှာသွမ်းအောင်အခုကဒီအော်တိုဘူးက ေရယူလာတယ်ဆိုတော့ဒီတာဘကအောင်မြင်အောင်ပါစူးစမ်းဖို့ပဲလို့ကာညာဝရိယနဲ့စူးစမ်းဖို့ပဲလို့ပေါ့နော်အဲ့ဒါလေးအားပေးတယ်ကျွန်တော်တော့ကြိုက်တယ်ဘာလို့ဒီလူပညာကိုချစ်တဲ့ပရိသတ်တွေလူလားတွေတဲ့ရတ္တလေးတွေကိုမျောလင်းနေဘာလို့အားလုံးကပြန်မှန်းနေရတာလေး အနေသာသူ့အလုံးနဲ့သူကိုယ်လုံးနဲ့ကိုပင်ပန်းနေတာလေးရောအဲ့ဒါတညသာလေးပေါ့ငွေကုန်တယ်လို့မထင်မင်းနဲ့အဲ့ဒီတညသာလေးအဲ့ကြည့်မယ်မင်းသားလေးကတော့ကြည့်မယ်လူရှင်တော်လေးပြက်လုံးပြက်တာကြည့်မယ်ဆိုရတာဘောင်းဆုံးပေါ့နော်ဘာသာဘောင်းကိုသိဆက်နေတဲ့အောင်တော်မူဒီမှာပဲအများကြီးပြည်ပြင်းနေတော့အဲ့ဒါလေးရတယ်ပီတီလေးပါပဲနော်သူကလူလားမှုတွေကိုဖြည့်ဆည်းဆန္ဒတွေကိုဖြည့်ဆည်းပေးတယ်လို့ပဲကျွန်တော်ထင်ပါတယ်နော်ပါရမီဖြည့်ရောပြီးပေါ့အဲ့ဒါအဲ့ဒါကြောင့်သူကနောက်ထပ် ခြေလန်းထတ်တက်ဖို့ရှိပါလေတို့မှာအောင်မြင်မှုကိုကျွန်တော်ကတော့ကြိုးစားနေပါတယ်ကျွန်တော်တို့ချစ်တဲ့သမီးရင်းရဲ့ကျေးဇူးရှင်တွေအားလုံးကိုကျွန်တော်အမြဲတမ်းကုသောင်းမေတ္တာပို့တာပါတယ်ဘာလို့အသက်ရှင်ကျမ်းမှာပြန်ရွာပြီးတော့သာသနာ့ကျူးနိုင်ပြီးအလူကြီးတိုင်းကြီးနိုင်ကြပါစေလို့ကုသောင်းဝေးပါတယ်